Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့58ကြိမ်မြောက်ဗုဒ္ဓဘာသာကအနေကစားတင်ပွဲနေ။ငောင်ရီသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှီဟောင်းတမိုင်းဝင်အပရာဇီတာဆန်တော်ရှင်ကျန်ဝိုင်းစီတော်မြတ်ကြီးရဲ့ဗန္နာတော်ဒိန်ဂောပကအဖွဲ့ရဲ့ဩဝါဒစရိယဆရာတော်ကြီးများဤဩဝါဒကိုခံယူကဂောပကအဖွဲ့များမှအကြီးမူကျင်ပါတယ်။ 48ကျင်းမြောက်ဗုဒ္ဓဘိသေကအနေကစားတင်ပွဲနေမြောင်ရီသွန်းလောင်းပူဇော်ပွဲအခမ်းအနားကိုဒီကနေ့မေလ17ရက်နနက်9:00နာရီခွဲကရှမ်းတိုင်းဒေသကြီးမယန်းကုန်းခရိုင်မယန်းကုန်းမြို့နယ်ရှေးအောင်တမန်းဝင် အပရာဇီတာစံတော်ရှင်ကြိုက်ဝိုင်းစီတော်မြတ်ကြီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်ကဆုံမြောင်ရီသွန်းပွဲကိုနှစ်စဉ်နှစ်တိုင်းကဆုံလာပြည်နေ၌ကျင်းပပူဇော်လေးရှိကြပြီး ထို့သို့ကျင်းပပူဇော်ရခြင်းမှာမြတ်ဗုဒ္ဓသည်ကဆုံလာပြီးတောက်ကြနေ၌ဖွားမြင်တော်မူ၍ကဆုံလာပြီးဗုဒ္ဓနေ၌ဖရာအဖြစ်ကိုရောက်တော်မူပြီး ကဆုံလာပြီးအင်္ဂါနေ၌ပြိနိဗ္ဗာန်ဆံတော်မူခဲ့ပါတယ်။ဒါကြောင့်ကဆုံလာပြီးနေသည်ဗုဒ္ဓဘာသာဝင်တို့အတွက်အလေးအမြတ်ထားတဲ့နေရူးနေမြတ်ပင်ဖြစ်ပါတယ်။ဒါအပြင်မြတ်ဗုဒ္ဓသည်မဟာဘောရိညောင်ပင်အောင်၌ မဟာတကရီတရသုံးခုကဆုံလာပြီဗုဒ္ဓဦးနေ့နေမဝင်းမီမနမင်းနေ့စစ်တီအပေါင်းကိုတစ္ဆာပါရမီအဋိဋ္ဌံဖြင့်အောင်းတော်မူ၍မိုးတောက်ရန်၌ဖရာအဖြစ်သို့ရောက်တော်မူခဲ့သည်ဒါကြောင့်ဗောရိညောင်ပင်သည်လေဗုဒ္ဓဘာသာဝင်တို့အတွက်အလေးအမြတ်ပူဇော်ရာဌာနတစ်ခုပင်ဖြစ်ပါသည်ဒါကြောင့်ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်နှစ်စဉ်ကဆုံလာပြည်နေ့သို့ရောက်တိုင်း ်မြတ်ဗုဒ္ဓရဲ့ရှင်သူအပေါင်းကို အောင်နိုင်ရာတစ္ဆာလေးပါးကိုသိမြင်ရာဖရာအဖြစ်သို့ရောက်တော်မူရာဌာနဖြစ်တဲ့မဟာဘောရိညောင်ပင်ကိုရည်မှန်းပြီးမိမိတို့ကိုယ်ွယ်စည်းကဲ့ရာចောင်းကံဖရာများ၌စိုက်ပျိုးပူဇော်ထားအပ်သောညောင်ပင်များကို ရေသွန်းဖြန်းပူဇော်လိရှိကြပါသည်အဓိကရည်ရွယ်ချက်မှာဘောရိပင်များမညှိုးနှွမ်းမချောက်သွေ့စေလိုရင်း မြတ်ဗုဒ္ဓကို အမတ်ရစေလိုရေးပင်ဖြစ်ပါတယ်။ထို့ကဲ့သို့ပောရိညောင်ပင်များကို ရေသွန်းဖြန်းပူဇော်ခြင်းကိုညောင်ရီသွန်းပွဲတော်ဟုခေါ်ထွင်းကမြမတို့ရဲ့12လရာသီပွဲတော်အဖြစ်အစဉ်လာမပြတ်ကျင့်ပပူဇော်ခဲ့ကြခြင်းပင်ဖြစ်ပါတယ်။ဒီကနေ့မေလ17ရက်ကစုံလာပြီနေ့ဗုဒ္ဓနေ့မှာ ရှင်အောင်သမိုင်းဝင် အပ္ပရာဇိတာဆန်တော်ရှင်ကြက်ဝိုင်းစီတော်မြတ်ကြီးရဲ့တော်ရင်ကိုဘကအဖွဲဤဩဝါရစရိယဆရာတော်ကြီးများရဲ့ဩဝါရကို ခံယူကကိုဘကအဖွဲမှ ကြီးမူကျင်ပါတယ်58ကျိမ်မြောက်ဗုဒ္ဓပိတိကအနေကစားတင်ပွဲနေညောင်ရီသွန်းလောင်းမင်္ဂလာညောင်ရီသွန်းလောင်းပူဇော်ပွဲအခမ်းအနားကိုစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် အဆိုပါခန္ဓာနှင့်ပတ်သက်ပြီးတော့လေတာဝန်ရှိသူနဲ့တွေ့ဆုံကအခုလိုမေးမြန်းခဲ့ပါတယ်ဘယ်ကျွန်တော်တို့ကဆုံလာပြည်ဗုဒ္ဓနေလို့အားလုံးကလူအများသိကြတယ်ကဆုံလာပြည်နေဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့နေထူးနေမြတ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဗျာဒိတ်ခွားမြင်ဘောဓိပင်စာဝင်နိဗ္ဗာန်ဆိုတဲ့သဘောစကားနဲ့အညီ မြတ်စွာဘုရားကိုဒီနိယတဗျာဒိတ်ပေးတာပေါ့နော်ဘုရားရှင်စစ်ဧကံဖြစ်လိမ့်မယ်ဆိုပြီးတော့ဗျာဒိတ်ခံတဲ့နေ့ဟာကဆုံလာပြည့်နေ့ဖြစ်ပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့ရဲ့ဘုရားအလောင်းတော်ဖြစ်တဲ့တိတ်တရမင်းသားဖွားမြင်တော်မူတဲ့နေ့ဟာလည်းကဆုံလာပြည့်နေ့ဖြစ်ပါတယ်တိတ်တရမင်းသားတောထွက်တော်မူပြီးတော့ဘုရားအဖြစ်သို့ရောက်ရှိတော်မူတဲ့နေ့ဟာလည်းကဆုံလာပြည့်နေ့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဂေါရမမြတ်စွာဘုရားဟာ တက်တော်80ဝါတော်45ဝါကာလပတ်လုံးတရဝါတွေကိုတရားကြီးအမြိုက်စေးတိုက်ကျွေးပြီးတော့ကျွတ်ထိုက်တဲ့တဝါအလုံးကိုရွှေရှစ်တော်မူပြီးတော့ပြိဋိဘံစံဝင်တော်မူတဲ့နေ့ဟာလေကျွန်တော်တို့ကဆုံလာပြီးနေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဗုဒ္ဓဘာသာဝင်များအရကတော့တော်တော်ကိုထူးထူးခြားခြားနေထူးနေမြတ်ဖြစ်ပါတယ်။အဲ့ဒီနေ့မှာပဲကျွန်တော်တို့ ်ဇီတော်ကြီးတွေမဟုတ်ပါဘူးတခြားသောတာသနီကအဆအုံတွေရက်ွက်ထဲမှာရှိတဲ့ဓမ္မယုံတွေကျောင်းတန်ဖရာတွေမှာလည်းဖရာမှုရှိတဲ့တန်ဃာတော်အရှင်ဒီမြတ်များကိုဖရာရဲ့ဂုံတော်တရားရဲ့ဂုံတော်တွေเนาะဖရာရဲ့ပုံတော်တွေကိုအာယုံပြုပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ကြတယ်အမြတ်တမ်းပေးဝေကြတယ်ကျွန်တော်တို့ရဲ့ဆန္ဒရှင်ကြဝဲစီရောမြတ်ကြီးရဲ့ရင်းနေတော်ပေါ်မှာလည်းဘောဘကအဖွဲ့ရနေပြီးတော့ဦးစီးပြီးတော့ဥဆောင်ဥရဲ့ပြုတ်ပြီးတော့ ဗုဒ္ဓဘိတိကအနေကစားပြင်ချင်းနဲ့ပစုံကြိုင်သုံးပွဲတော်လောက်လုပ်ခဲ့တာဆိုရင်ဒီကနေ့ဆိုရင်40နဲ့မှ9ကြိမ်ရှိပါတယ်ဒီနေ့မနေ့မှလည်းနနေ့9နာရီခွဲအချိန်မှာဇီတော်မြတ်ကြီးရဲ့ဩဝါဒစရိယဆရာတော်များနောက်ရက်ွက်တန်ခါနာရေကဆရာတော်များကိုပြင်ဖိတ်ပြီးတော့နနေ့ပိုင်းမှာကျွန်တော်တို့အင်္ဂါတော့မှာရှိတဲ့ဗောဓိညောင်ပင်ရဲ့ရှင်ရင်းမှာရှိတဲ့စင်တုတော်များကိုဗုဒ္ဓဘိတိကအနေကစားတင်တော်မူပါတယ် ပြီးတဲ့အခါကျတော့ဒီအောင်ဓမာရောအတွဲမှာပဲအောင်စွာဆက်ကလှူဒန်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အပိုင်းနှစ်ပိုင်းကျင်းပပါတယ်ပထမပိုင်းကတော့ဆရာတော်ကြီးများစုံစုံညီညီနဲ့နဝင်္ဂတိလဆိုတဲ့ဥပါတိလခံဆောက်ပြီးတယ်ဆရာတော်တန်ခါတော်အရှင်တမန်များရွတ်ဖတ်တရစေတဲ့ပရိတရားတော်များကို나ယူပါတယ်ပြီးတာနဲ့ဆရာတော်တန်ခါတော်အရှင်တမန်များကိုနဝကာမဝုထုများဆက်ကလှူဒန်းပြီးတော့လှူဒန်းမှုအစုစုအတွက်ကိုရေးဆက်သွင်းချအမြှပေးဝေပါတယ် နောက်ဒုတိယပိုင်းအခမ်းအနားအနေနဲ့ကတော့ကျွန်တော်တို့ဘောဒီညောင်ရီတွန်းတဲ့အစီအစဉ်ဖြစ်ပါတယ်။အဲဒီမှာလဲရက်ွက်တန်ခါနိုင်ကဥက္ကရာဆရာတော်ဘုရားကြီးဥဆောင်ပြီးတော့တန်ခါတော်အရှင်သူမြတ်များကနေပြီးတော့ဂါရာများ ရုပ်ဖတ်တရစေပါတယ်။နောက်ထပ်မှပြီးတော့ဝူအတင်းဖွဲ့များကလည်းရှင်လုံးဘွဲ့ကဗျာများနဲ့ရုပ်ဖတ်ပူဇော်ပါတယ်။အဲ့ရုပ်ဖတ်ပူဇော်ရင်းနဲ့ပဲဇေယျတော်မြတ်ကြီးကိုလက်ရည်တစ်ပတ်လှည့်လေအပူဇော်ခံပြီးတော့အောင်တမာယုံရှိ ဇီတော်မြတ်ကြီးရဲ့အင်္ဂါတော့မှရှိတဲ့ဗောဓိညောင်ပင်မှာညောင်ကြီးတောလောင်းလာဖြစ်ပါတယ်။နာနဲ့ပိုက်ပါတယ်ကျွန်တော်တို့မုံရင်းလာညနဲ့စရုဒီတာကျိုးမိပါတယ်။တခြားသောအလူရှင်များကလည်းဇီပြောရီတို့မကြီးပြောရီတို့လာရောက်ထူထမ်းကြပါတယ်။နောက်နေ့လည်းနှစ်နာရီခွဲမှဆိုရင်လည်းစက်သားဆံပြုံးနဲ့အေးအေးများဒါနပြုမှဖြစ်ပါတယ်။အခါညနေ၄နာရီတိတိမှာတော့မယားကိုမျိုးနဲ့ဂီတအစည်းအဝေးကနေပြီးတော့ဥဆောင်ပြီးတော့ဒီဘောရီပင်ရဲ့ညောင်ပင်ရဲ့ရှင်ရင်းမှာ ဓမ္မဒေးများနဲ့ဒီဆိုပူဇော်ကြမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ပရိသတ်များအသင်းအဖွဲ့များကနေပြီးတော့ညောင်ရီတောလောင်းကြမဲ့အစီအစဉ်ဖြစ်ပါတယ်မနေ့ပိုင်းကလည်းကျွန်တော်တို့ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနောက် NGO အဖွဲ့အစည်းအသီးသီးနောက်ဘာသာရေးဝန်အဖွဲ့အသီးသီးအားလုံးကနေပြီးတော့စုံစုံညီညီနဲ့လာရောက်ပြီးတော့ညောင်ရီသုံးလောင်းပါလေခင်ဗျကဆုံလာပြီးဗုဒ္ဓနေ့တနည်းအားဖြင့်တော့ကဆုံလာဟာငွေရတီရဲ့အူအဆဖြစ်တယ် နေရာဒီရဲ့အဦးအဆဖြစ်တဲ့တစ်ပင်များဟာဆောက်တွေ့တဲ့ကာလဖြစ်ပါတယ်တစ်ပင်များဟာဆောက်တွေ့တဲ့ကာလဖြစ်တဲ့ကပြောရေလိုပါတယ်အေးဓာတ်လိုပါတယ်ကျွန်တော်တို့ဘောဓိညောင်ပင်ဆိုတာရဲ့တက်တော်ထင်ရှားမြတ်စွာဘုရားရဲ့ကိုးပွားစိုက်ပျိုးထားတဲ့ဘောဓိညောင်ပင်များဖြစ်ပါတယ်ဘောဓိဆိုတာကြောဗုဒ္ဓကိုယဉ်ညွှန်းတာပါညောင်ပင်ပေါ့နော်ဗုဒ္ဓဟေပင်လို့လည်းညောင်ဗုဒ္ဓဟေလို့လည်းခေါ်ကြပါတယ်အဲ့ဒီဘောဓိညောင်ပင်များကိုလည်းရေသွန်းလောင်းတယ်ဒါတနည်းအားဖြင့်တော့ အသက်ဆက်ထားပါပဲအဲ့တော့အသက်ဆက်တယ်ဆိုတာကရေလိုတဲ့ညောင်ပင်များကို ကျွန်တော်ကရေလောင်းပေးတယ်ရေလောင်းပေးခြင်းအပြင်ညောင်ပင်ကြီးကအေးအေးဓာတ်ရတယ်ဘောဒီညောင်ပင်အေးအေးဓာတ်ရလာတဲ့အမျှအခက်အလက်အရွက်တွေကလည်းစိမ့်ဆိုလန်းဆန်းကြမှာဖြစ်ပါတယ်ဘောဒီညောင်ရီတွန်းလောင်းတဲ့လူအားလုံးကလည်းထုံနိတူပါပဲညောင်ရီတွန်းလောင်းရတဲ့အကျိုးအားကြောင့်ကိုယ့်ရဲ့ဘဝမှာမတိုးတက်တည်တဲ့ဟာလေးလည်းတိုးတက်လာခဲ့မယ် မရှိတဲ့အရာတွေလည်းရှိလာလိမ့်မယ်ကိုမျောမှန်းတောင်းတတဲ့အရာတွေလည်းမျောမှန်းတောင်းတလာလိမ့်မယ်တနည်းအားဖြင့်တော့ဘောဓိညောင်ပင်ကိုရေတပ်ပယ်တာဖြစ်တဲ့အတွက်ကြောင့်ရေသွန်းလောင်းလာဖြစ်တဲ့အတွက်ကြောင့်ဒါဟာကုသိုလ်စိတ်နဲ့လို့ရတော့အားလုံးကုသိုလ်ရကြမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တရဝါဒူတရောအာရမြအားလုံးစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဘောဓိညောင်ပင်ဤအခက်အရွက်အလက်နဲ့ စိမ့်ဆိုလန်းဆန်းနေသလိုပဲကျွန်တော်မြန်မာလူမြန်မာနိုင်ငံသားအားလုံးကဘာသူကဘာသားများအားလုံးလည်းစိတ်ရှမ်းသာပြီးတော့ကိုကြမှာကြပါစေဆိုတော့ဆုမကောင်းတောင်းပါတယ်ခင်ဗျာကဲဒီနေ့မှာဆိုကျွန်တော်တို့မနေ့မားနိုင်ခွဲမှာနော်ဩဝါဒဆရာတော်တွေမြတ်ဖရာတော်အများအဖွဲ့နဲ့ရက်ွက်ဥက္ကရတန်ခါနိုင်ကအဖွဲ့နဲ့အဖွဲ့အားလုံးကိုကျွန်တော်တို့ကျွန်တော်တို့ဘောဓိညောင်ဝင်းမှာကျွန်တော်အနေကစားတင်ပါတယ်ခင်ဗျာအနေကစားတင်ပြီးတော့ ီမှာကျွန်တော်တို့ဘုန်းကြီးတွေဟိုဘာမွင်းငါကတ်လူပါတယ်ဘာဝင်ညောင်ရည်သွန်းနေဒီမှာကျွန်တော်တို့ဟိုဘာဘောဥပုပ်ဒီလာတယ်မပေးပါနဲ့ခင်ဗျာဒီလိုနေလို့နေမြကြီးမှာကျွန်တော်တို့ဘာနာတော်ရင်းကိုဘကအဖွဲ့နေနေဒီလိုနေလို့နေမြကြီးများဒီလိုကိစ္စများဆောင်ရွက်ရကြအောင်အများအများဆုံးဝမ်းလာပြီးပြီဖြစ်ပါတယ်ခင်ဗျာနောက်နောက်လဲဒီသမကတိုးတက်အောင်လာတဲ့အတိုင်းကျွန်တော်တို့ပွဲတော်ကြီးများကိုလည်းကျင်းပသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ